လောလောဆယ်ကတော့ရေသွားဝယ်တာပေါ့နော်ရေကတော့၅ဖက်နဲ့သွားဝယ်တာပေါ့မော်နီမှာညကတော့10နာရီခွဲလောက်မှရောက်တယ်ပေါ့နော်ရောက်တော့ ECA လိုက်တယ်အခုတော့မနေ့ဆော့ဆော့ကနေစပြီးထွက်မယ်ပေါ့နော်ထွက်မယ်ဆိုတော့ဘန်ကောက်မြို့ထဲကိုထွက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ shuttle ship ပေါ့နော်အဲဒီဈေးကိုသွားမှာပေါ့သွားမှာဆိုတော့ ဒီလမ်းကရှုခင်းနေတော့ရိုက်တော့မှာပေါ့နော်ဟုတ်အခုဆိုရဲစပြီးထွက်ပြီပေါ့เนาะကျွန်တော်တို့ဒီဘန်ခေါင်းမြို့ထဲမှာရှောက်သွားတာပေါ့เนาะအဲရှောက်သွားပြီးတော့မှဟိုပဲဝေးတော့ဝေးတယ်ဗျအိုက်စီကတော်တော်တော့မောင်းသွားမှာအဲ့ဟိုကျွန်တော်သွားမှာပေါ့เนาะဟုတ် thank you ဒါကတော့ရှက်ထူးရှက်ဈေးရဲ့ဒီဘက်ပေါ့နော်လမ်းကူးပြောလာလို့ရှိရယ်ဒီဘက်မှာဈေးရုံကြီးတရုံရှိတယ်ဗျအဲ့ဈေးရုံကျတော့အများစုကရှီဟောင်းပစ္စည်းတွေပေါ့နော်အများစုရောင်းတယ်ပြီးလို့ရှိရင်အပေါ်မှာလည်းဒီဒီ second brand ကောင်းကောင်းလေးတွေရောင်းနေပေါ့เนาะအဲ့ဒါရဲ့ဒီအပေါ်ဆုံးထက်ရှိရပဲသူတို့ပွဲလုပ်တဲ့နေရာကကုနာခမ်းမကြီးကြတော့လေအဲ့ရလေအပေါ်ကနေလှမ်းကြည့်ရပါပေါ့เนาะဟုတ် အဲဒါကတော့ခုနကျွန်တော်ပြောတဲ့ဈေးရုပ်ရဲ့မြင်ကြီးထပ်ပေါ့နော်အမှရှေးဟောပစ္စည်းထန်းတွေအများကြီးပဲအခုကျွန်တော်တော့ဟိုဘက်ကနေသွားပြီးတော့ရှက်တူးရှက်ပေါ့နော်အဲ့ဘက်ကိုသွားမလို့ဗျအဲ့ဈေးရုပ်သွားမှာသွားမှာဆိုအဲ့ဈေးရကျတော့ဒါအစီတန်းလေပေါ့နော်အဲ့ဒီဘက်ကတူကူတတားလေးပေါ့ကနေတက်လာပြီးဟိုဘက်ကိုလမ်းဖြတ်ကူသွားတာပေါ့နော်လမ်းဖြတ်ကူရောရှက်တူးရှက်ဈေးတွေကိုသွားကြည့်မှာပေါ့နော်ဟုတ် โอเคဗျာအခုဒါကကုန်တိုင်းแท้မဝင်ခင်ပေါ့เนาะအဲအောက်ဘက်ကဈေးရုံထမ်းတွေကိုအရင်သွားကြည့်မယ်ဗျာဒီဈေးရုံထမ်းတွေမှာကျတော့ဟိုလက်ဆောင်ပစ္စည်းပုံစံမျိုးတွေပေါ့เนาะအများကြီးရှိရဗျာဝယ်ရစရာတွေဒါပေမဲ့ဒီဘက်ဒီမှာလည်းရှိရတချို့ဆိုင်ငန်းတွေကတော့ပိတ်ထားတာတွေလည်းများတယ်ပေါ့เนาะညာဆိုတော့ကျွန်တော်တို့သွားတာတော့မဖွင့်သေးတာလားတော့မသိဘူးပေါ့เนาะတချို့ဆိုင်ငန်းတွေတွေကတော့ပိတ်ထားတယ်ဒီမှာအများကြီးအများကြီးလက်ဆောင်ဝယ်လို့ရတယ်ပစ္စည်းလေးစားစရာတောက်စရာတွေရောအဲ့တော့ဒီဘက်မှာရှိတဲ့ ဆိုင်ငန်းလေးတွေပေါ့နော်တစ်ချက်လောက်သွားပြီးတော့ကြည့်ကြတာပေါ့ဗျာဒီဘေးကဆိုင်လေးကြတော့လှတယ်ဗျာသူစင်ထားတဲ့ပုံစံလေးကတရုတ်ပုံစံ style လေးစင်ထားတော့ကြည့်ရတော့တရုတ်ဆိုင်ပဲထင်ပါတယ်တော်တော်လေးလှတော့ဒါလေးကိုတော့လှက်ပတ်ပြီးရိုက်နေတာပေါ့နော်တော်တော်လေးမိုက်တယ်ဆိုင်ရတော့အစားတော့ရောင်းတဲ့ဆိုင်လေးပေါ့နော်တော်တော်မိုက်တယ်ပြင်ထားစင်ထားလေးတော်တော်လှတယ်ပေါ့နော်ဟုတ် ဟုတ်ကဲ့ဗျာအခုကျွန်တော်ဒီဘက်ကနေပေါ့နော်လမ်းကူးလိုက်ပြီဆိုလို့ရှိရင်ဟိုဘက်မှာရှက်တူးရှက်ပေါ့နော်ဂုံတန်းကြီးရှိရဗျာအဲ့ထဲကိုသွားမလို့ပေါ့နော်အဲဒီနားမှာတော့ဈေးတန်းလေးတွေပေါ့ဒီအပြင်တန်းလေးမှာလည်းဈေးတန်းလေးတွေရှိရဗျာအစားတောက်ရောင်းတာတွေရောဒီဝက်စားပေါ့နော်လက်ဆောင်ပစ္စည်းရောင်းတာတွေရောအများကြီးပဲဗျာလောလောဆယ်ကျွန်တော်ဒီနားလေးမှာအရင်ဆုံးတစ်ချက်လောက်ပတ်ကြည့်လိုက်မယ်ပေါ့နော် ကုန်တိုင်းအဝင်ဝါကျတော့ဒီနားဝင်တာပါဒီထိမှာတော့အုံစိမ်းရေရောင်းတဲ့ဆိုင်တွေအများကြီးပဲဗျာနော်အုံစိမ်းရေတွေတခြားလေးလုပ်ပြီးတော့ချင်းစရာလေးပေါ့နော်ပြီးတော့အစားတောက်တန်တွေရှိတယ်အများကြီးပဲဒီနားမှာနော်ကောင်းနိုင်တဲ့မှာတော့ဒီအင်ကြီးလေးတွေကတော့မဆိုးပြသူကသူဈေးတန်းလေးကလည်းအထိုက်လျောက်လေးပေါ့နော်အဆင်ပြေပါတယ် quality လည်းကောင်းမှုပေါ့လေဟုတ် အဲဒီနားမှာတော့ရှီယောပစ္စည်းတွေအများကြီးပဲကိုရီးယားလည်းရှီယောပစ္စည်းကြောင့်နားမလည်ဘူးပေါ့နော်အများကြီးပဲဗျရှီယောပစ္စည်းတိုင်းပုံတိုင်းထဲမှာရှော့ကြည့်ပြီးတော့ပေါ့နော်မြို့တွေကိုပြန်လာပြီဗျခြေတော်လည်းတော်တော်ညောင်းပါရဲ့အခုကဒါဘန်ကောက်ကိုပြန်လာနေတာပေါ့နော်ဟုတ် ခုတော့ညဘက်ရောက်သွားပြီပေါ့နော်ပြန်လာရင်ပြန်လာရင်လည်းမိုးကတော့တော်တော်ချုပ်သွားပြီပြီကတရားပေါ်တက်နေပြီပေါ့နော်တရားပေါ်တက်နေပြီအဲ့တော့အားလုံးပဲပေါ့နော်နောက်ရက်မှာပဲပြန်ဆုံကြတာပေါ့ဗျာဟုတ်